ခေါ်နဲ့ try ရင်ငင်းငင်းကြီးအစာပြုတ်မှုတွေကိုပြင်းပြင်းထန်ထန်အနေနဲ့ယူကရိန်းကဖြတ်စင်းနေဖို့ရုရှားကပြောအမေရိကန်သမ္မတအော်နက်ထရက်ကဆိုရင်အခြေခံအစာအုံတွေကိုမတိုက်ခိုက်ဘူးသဘောတူပြောဆိုထားပေမယ့်ယူကရိန်းအစိုးရကတော့ဆက်လက်တိုက်ခိုက်နေစေဖြစ်တယ်လို့ဖွယ်ရှားနိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရမာရီယာဆာကာရိုပါကပြောပါတယ်မနက်7:00နာရီအထိမိလ20ဖြစ်တဲ့ကတ်တီတာထက်ကစူဂျာတန်းမီတန်းတိုင်းရေစခင်ကို ယူကရိန်းကတိုက်ခိုက်ခဲ့ရမှာမြေပြင်ကျွမ်းကျင်ပညာရှင်တွေကအကြံပေးလမ်းထုတ်ခဲ့တယ်လို့အစသာတော့ပါကဆိုပါတယ်။တန်ငွေပိုင်းလိုင်းနဲ့ရုရှားတပ်တွေရဲ့ဒီနေ့အချက်အလက်တွေကိုပြင်းထန်အစိုးရရဲ့ကောင်းကင်ဗိုလ်ဒုက္ခတစေဖန်ပိုးပေးခဲ့တယ်လို့လည်းအစသာတော့ပါကပြောပါတယ်။အမေရိကန်သမ္မတရဲ့ငြိမ်းချမ်းရေးအစိုးရချက်တွေကိုဒီနေ့နဲ့ပြည့်ပြည့်အခုကြီးတွေရရှိနေတဲ့ယူကရိန်းအစိုးရကအမြင့်ဖြစ်စည်းနေတယ်လို့လည်းဝက်ရှားနိုင်ငံကြားရေးဝန်ကြီးက ြောခွင့်ရအမျိုးသမီးမော်ရီယာစာခါတို့ဘာသာပြောပါပါလိမ့်မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်